မိုးတိမ်တောင်များကြောင့်မွန်ပြည်နယ်နှင့်ဒေသအချို့၌လေပြင်းနှင့်မိုးသီးကြွေခြင်းများရှိနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်အပါဝင်တိုင်းနယ်ပြည်နယ်လေးခုမှာမိုးတိမ်တောင်ရွေရှားရာတလျှောက်လေပြင်းနယ်မိုးသီးကြွေတာတွေရှိနိုင်တယ်လို့မိုးလေဝသနှင့်ဆလဘေးဒါညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်ရသိရပါတယ်။ဒီကနေ့ညနေအထိခမ်းမန်းချက်အရတနင်္သာရီတိုင်းကရင်ချင်းနယ်မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေပြထွန်းနေတယ်လို့ဆိုပါတယ်။ အဆိုပါမိုးတိမ်တောင်းထွေရွေးရှာရာနေရာတရှောင်းမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုပစ်တာလျှက်စီးနှတာနဲ့မိုးတိကျွေးတာစားထိတ်မိုးလီဝတ်တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ချိုတင်သတိပြုနိုင်ကြဖို့လဲအကြံပြုထားပါတယ်။ ဒါအပြင်တနင်္သာရီတိုင်းကချင်းကရင်နဲ့မွန်ပြည်နယ်တို့မှာနေရနှံ့အပြာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရစိတ်စိတ်နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရကျဲကျဲနဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှာတော့နေရကွက်ချားမိုးထေချုံကျွားမှာဖြစ်ပြီးရွာရန်ရှာနှုံ80ဖြစ်တယ်လို့သိရပါတယ် နေပြည်တော်ရန်ကုန်မန္တလေးမြို့နယ်ဤတဝရအတွက်ယနေ့ညနေအထိခံမှန်းချက်ကားထော့တယံတင့်တင်ဖြစ်ထွန်းကမိုးထစ်ချုံ၍နေရာကွက်ချောင်းမိုးရွာနိုင်ပြီးရွာရန်ရှာနှုံး60ဖြစ်တယ်လို့သိရပါတယ်ရှင်။